ရန်ကုန်မှာပြီးခဲ့တဲ့ရက်ပိုင်းကလုံနေတာ၄ကြတော့ခုနကကျွန်တော်ပြောလိုက်သလိုပဲရန်ကုန်မြို့ရဲ့အောက်နဲ့ရန်ကုန်မြို့ရဲ့နီးပတ်ဝန်းကျင်မှာရှိတဲ့ပြက်၍အငယ်လေးတွေရှိတယ်ဆိုတော့ဒါတွေဒီအခုမှတော့မဟုတ်ဘူးတောင်းလျှောက်ဟိုမကြာခဏကျွန်တော်တို့လှုပ်တော့လှုပ်နေတယ်ပေါ့တနေ့ချာနှစ်နေ့ချာစသည်ဖြင့်ပေါ့ငလင်ရဲ့သဘောတဘာဝကတော့သူပြင်းအားငယ်ရင်သူမကြာခဏသူကလှုပ်လေးလှုပ်တာရှိတာဘူးအခုနကဟို2025မတ်လကလှုပ်သွားတဲ့ခွန်တသမခွန်ငလင်မျိုးကြတော့သူကနှစ်ရာချီပြီးတော့ကြာတတ်တာပေါ့ ပြင်းအားကလည်းများတော့လေဆိုတော့အားစုရတဲ့အချိန်ကြာတော့အဲ့တော့ရန်ကုန်မှာကျတော့အဲ့လိုမဟုတ်ဘူးသူကပြင်းအားက3 4အဲ့လိုပတ်ချလဲလေးတွေပေါ့လေလှုပ်တော့သူကမကြာခဏလှုပ်လေလှုပ်တာရှိတယ်အရင်ကလည်းလှုပ်နေတာပေါ့ဆိုတော့ရန်ကုန်ရဲ့အောက်မှာကျွန်တော်တို့ကသခိုင်းပြည့်ရွေးနဲ့အပြိုင်ပေါ့နော်တောင်ပြောက်ပွဲတန်းနေတယ်ကျွန်တော်တို့ပြည့်ရွေးလေးတွေရှိနေတယ်အဲ့ကျွန်တော်တို့ဟိုဆရာဦးစိုးသူရထုံးလို့ဆွဲခဲ့တဲ့မြေပုံလေးရဆိုရှင်ပြည့်ရွေးနှစ်ခုလောက်ကိုကျွန်တော်တို့ကရှိနေတာပေါ့ ဆိုတော့အဲ့ဒီပြည့်ရွေတွေဒီခုနပြောလို့ငါးငါးနှစ်အထက်ပတ်ချာလဲလေးတွေကျွန်တော်တို့ဟိုမကြာခဏလှုပ်လေလှုပ်တာရှိတဲ့သဘောတရားဝါရှိတာပေါ့နော်ရန်ကုန်အနီးတစ်ဝိုက်ကကျွန်တော်တို့ပြည့်ရွေငွေတွေကတော့အခုလောလောဆယ်ကျွန်တော်တို့သိရှိထားသလောက်အချက်အလက်ရာဆိုလို့ရှိရင်တော့ဟိုပြင်အားကြီးမားတယ်ပေါ့နော်အဲ့ခွန်ခွန်ပတ်ချာလဲငလင်းတရားတော့လှုပ်နိုင်တဲ့အလားလာတော့မရှိဘူးပေါ့ပြည့်ရွေးကလည်းပဲကျွန်တော်အပိုင်း၄ပိုင်းလောက်က အာကျွန်တော်တို့ကနေတော့ပြတ်ထွက်ပြီးတော့ကျွန်တော်ငလင်းလှုပ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခံမှန်းလာတော့နောက်ဆက်တွဲငလင်းတွေဒီကျွန်တော်နှစ်ချီပြီးတော့ကြာနိုင်တယ်ပေါ့